အားလုံးပဲမင်္ဂလာပါခင်ဗျာ2059ခုနှစ်မှာကမ္ဘာစီးပွားရေးကိုလုံးဝပြောင်းလဲသွားပါလိမ့်မယ်တခါတော့ကကုန်သွယ်ရေးနဲ့ဗန္ဒာရေးမှာထိတ်တန့်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ G7 နိုင်ငံတွေကဥဆောင်မှုပျောက်ဆုံးတော့မှာဖြစ်ပါတယ်အခုထွက်ပေါ်လာတဲ့နိုင်ငံအသစ်တွေကပြင်းပြန်စွာတိုးတက်လာနေပါတယ်ဒီပညာနဲ့စားတောက်ကုန်ထုတ်လို့ရေးမှာအိန္ဒိယကရှေ့ကိုရောက်လာပြီးအာဖရိကရဲ့လူကြီးကလည်းအလင်းမြန်တိုးပါလာနေပြီးအရှိတောင်အာရှရဲ့စီးပွားရေးကလည်းအရှိန်ဟုန်နဲ့ကြီးထွားဖွံ့ဖြိုးလာပါတယ်တဲဆူးနေပေါင်းများစွာကြောင်းအမေရိကန်ပြည်ထောင်စု ကနေဒါဂျပန်ဂျာမနီပြင်သစ်အီတလီလိုလို G7 နိုင်ငံတွေနဲ့ဗီတိန်ကမ္ဘာစားနပ်ရိက္ခာထုတ်လုပ်ရေးကိုလွှမ်းမိုးထားပါတယ်ဒါပေမဲ့အဲ့ဒီနေရည်တွေကကုံဆုံးတော့မှာဖြစ်ပါတယ်အပြည်ပြည်ဆိုင်ရာငွေကြေးရမုံငွေအဖွဲ့ IMF ရဲ့ထုတ်ပြန်ချက်အရချမ်းသာတဲ့နိုင်ငံတွေကတနစ်ကို1.8ရာခိုင်နှုန်းသာတိုးပွားနေပြီးဖွံ့ဖြိုးဆဲနိုင်ငံတွေက4.2ရာခိုင်နှုန်းတိုးတက်လာပါတယ်ဒီကွဲပြားခြားနားမှုကကျင်းမြောင်းတယ်လို့ထင်ရပေမဲ့နှစ်တွေကြာလာနဲ့မျှ ဒီချက်ကကမ္ဘာစီးပွားရေးကိုလုံးဝပြောင်းလဲပေးမှာဖြစ်ပါတယ်ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ1995ခုနှစ်မှာ G7 နိုင်ငံတွေရဲ့စီးပွားရေးက E7 လို့ခေါ်တဲ့ China, India, Brazil, Russia, Mexico, Indonesia, တူရကီနိုင်ငံတွေရဲ့နှဆရှိပါတယ်2015ခုနှစ်မှာအတူတူလောက်ရှိပြီး2040ခုနှစ်မှာဈေးကွက်ဖွံ့ဖြိုးလာတဲ့ E7 နိုင်ငံတွေက G7 ထက်နှဆကြီးမားလာမယ်လို့မျှော်လင့်ရပါတယ်ဒီနေ့စီးပွားရေးလုပ်ငန်းသေးသေးလေးတွေကမနေ့ပြန်အလွန်ကြီးမားတဲ့လုပ်ငန်းကြီးတွေဖြစ်လာကြပါတယ်ဒါကိုစီးပွားရေးပညာရှင်တွေကလုံးဝပြောင်းပြန်ဖြစ်ခြင်းလို့ခေါ်ဆိုကြပါတယ်ဒါဘာကြောင့်ဖြစ်တာလဲလူဦးရေလင်းမြန်စွာတိုးပွားလာမှုလူငယ်လူသားအင်အားအခြေခံအဆောက်အအုံများပြားလာမှုပို့ကုန်များပြားလာမှုနဲ့ပြန်လည်အသုံးပြုနိုင်တဲ့စွမ်းအင်တွေကြောင့်ဖြစ်ပါတယ် ပွင့်ပြိုးဆဲနိုင်ငံတွေမှာအသက်အရွယ်အိုမင်းမှုပြဿနာကိုရင်ဆိုင်နေရပြီးစီးပွားရေးပွင့်ပြိုးတိုးတက်မှုနှေးကွေးနေပေမဲ့အာရှအာဖရိကနဲ့လက်တင်အမေရိကန်ကနိုင်ငံတွေကအလင်းမြန်တိုးတက်နေပါတယ်။2050ခုနှစ်မှာကမ္ဘာစီးပွားရေးအင်အားကဝါရှင်တန်၊လန်ဒန်တို့မဟုတ်တိုကျိုတို့မှာစုပြုံရှိတော့မှာမဟုတ်ပါဘူး။အဲ့ဒီအစားကမ္ဘာစီးပွားရေးအင်အားကဂျာကာတာ၊စာပေါ်လို၊နယူးဒေလီတို့ကို ပြန့်နှံ့ပြီးအိန္ဒိယကဥဆောင်သူဖြစ်လာပါလိမ့်မယ်။အိန္ဒိယကမ္ဘာအမြန်ဆုံးစီးပွားရေးအင်အားကြီးနိုင်ငံ။ အရှိန်အုံနဲ့ပတ်သက်လာရင်အိန္ဒိယကထိတ်ဆုံးမှဦးဆောင်နေပါတယ်အိန္ဒိယနိုင်ငံကငိုကလေးက1.4ဘီလီယံရှိရကြောင်းကမ္ဘာပေါ်မှာလူဦးရေအထူးတက်ဆုံးနိုင်ငံဖြစ်ပါတယ်ဒါကြောင့်2050ခုနှစ်မှာလူဦးရေ1.9ဘီလီယံထိရှိလာမယ်လို့မျှော်လင့်ရပါတယ်သူလူတာကအိန္ဒိယနိုင်ငံမှာအလွန်ကြီးမားတဲ့လုံသားအင်အားနဲ့စားသုံးသူဈေးကွက်ရှိရကြောင်းစေတုနှစ်ပေါင်းများစွာတိုးတက်နေအောင်မောင်းနှင်နိုင်ပါလိမ့်မယ် အိန္ဒိယနိုင်ငံရဲ့စီးပွားရေးကတနစ်ကို၄.၉ခန့်တိုးတက်ဖို့မျှော်လင့်ရပါတယ်။ဒါကတခြားနိုင်ငံကြီးတွေကြားမှာအလင်းမြန်ဆုံးပွင့်ပြိုးတိုးတက်မှုဖြစ်ပါတယ်။ဒါကြောင့်အိန္ဒိယကကမ္ဘာအင်အားကြီးနိုင်ငံတချို့ကိုကျော်တက်က2050ခုနှစ်မှာတိတ်ဆုံးနိုင်ငံတွေအနားမှာကပ်နေပါလိမ့်မယ်။အိန္ဒိယရဲ့လေယာစိုက်ပျိုးရေးနည်းပညာလဲပိုမိုကောင်းမွန်လာတာကြောင့်ကမ္ဘာစားတောက်ကုန်ထုတ်လုပ်ရေးမှာဥဆောင်သူလမ်းကြောင်းပေါ်မှာရှိနေပါတယ်။တစ်ချိန်တည်းမှာနည်းပညာစေဝါနဲ့ပို့ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့်အိန္ဒိယနိုင်ငံကကန္နာတကူချင်းလိုက်တခြားနိုင်ငံတွေပေါ်မိခိုမှုနည်းလာပါတယ်။ အိန္ဒိယနိုင်ငံကပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ကိုကြီးကြီးမားမားထုတ်လုပ်နေပြီး2030ခုနှစ်မှာအစိမ်းအောင်စွမ်းအင်900ဂီဂါဝက်ထုတ်လုပ်နိုင်ဖို့ကြီးမန်းထားပါတယ်။အိန္ဒိယနိုင်ငံအခြေခံအဆောက်အုံကြီးတွေဖွံ့ဖြိုးမှုနဲ့ digitalization မြန်ဆန်မှုတွေကြောင့်အိန္ဒိယကရပ်တန့်လို့မရတော့ပါဘူး။ယခုရာစုနှစ်အလယ်မှာမွန်ဘိုင်းနဲ့နယူးဒေလီကစီးပွားရေးအချက်အကျအကြောင်းမူမှာနယူးယောက်နဲ့လန်ဒန်ကိုရှင်ပြိုင်လာနိုင်ပါတယ်။အင်ဒိုနီးရှားအရှေ့တောင်အာရှရဲ့စီးပွားရေး heavyweight champion အင်ဒိုနီးရှားနိုင်ငံကရှေ့တောင်အာရှမှာကြီးမားသောစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပါတယ်။2050ခုနှစ်မှာအင်ဒိုနီးရှားနိုင်ငံရဲ့စီးပွားရေးဟာနှစ်စဉ်3.8ရာခိုင်နှုန်းတိုးလာမယ်လို့မျှော်လင့်ရပါတယ်။ယနေ့လူဦးရေတန်း280ရှိတဲ့အင်ဒိုနီးရှားနိုင်ငံဟာလူဦးရေ318တန်းထိတိုးလာနိုင်ပြီးလုံအားကောင်းတဲ့လူငယ်လူသားအင်အားစုများပြားလာပြီးစားသုံးသူဘုံပြုတဲ့ဈေးကွက်လည်းတိုးပွားလာနိုင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ပို့ကုန်တွေကထွေပြားပါတယ်။ကြောင်မီသွေး စားအုံးစီရေနံဓာတုပစ္စည်းတွေနဲ့စားတောက်ကုန်တွေဖြစ်ပါတယ်နိုင်ငံအများပြားကကုမ္ပဏီတွေကလည်းတရုတ်ကိုရှောင်ရှားစရာနီးလန်းဖြစ်အင်ဒိုနီးရှားဘက်ကိုခြေဦးလှည့်လာကြပါတယ် BNN ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့တူအင်ဒိုနီးရှားနိုင်ငံကထုတ်လုပ်ရေးစီးပွားရေးဗိုလ်ချုပ်ဖြစ်လာနေပါပြီဒါပေမဲ့အင်ဒိုနီးရှားကအနာဂတ်အတွက်လည်းပြင်ဆင်နေပြီး2060ခုနှစ်မှာ၎င်းထုတ်လုပ်တဲ့ဖန်လုံဓာတ်ငွေပမာဏကိုထိန်းကြီးဖို့စီစဉ်နေပါတယ်အင်ဒိုနီးရှားနိုင်ငံရဲ့အယွေအစားတင်ဇာတာရင်းမြစ်နဲ့ စိမ်းရောင်စွမ်းရည်အသုံးပြုဖို့ရည်မှန်းချက်တွေနဲ့အတူအင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာပေါ်မှာစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာဖို့စီစဉ်နေပါတယ်။ဘရာဇီးနိုင်ငံဘရာဇီးနိုင်ငံကတဘာဝတည်ရန်သာဒရင်းမြစ်ပေါ်ကျွယ်ဝပါတယ်။ဘရာဇီးနိုင်ငံဟာကော်ဖီ၊တကြား၊ပဲဖို့တန်တက်ထူရိုင်းတွေကိုကမ္ဘာပေါ်မှာတင်ဖို့ရောင်းချတဲ့နိုင်ငံတွေထဲမှာထိတ်ဆုံးနေရာမှာရှိနေတာကြောင့်ကမ္ဘာကုန်သွယ်ရေးအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်ရှိနေပါတယ်။စားတောက်ကုန်ရဲ့စွမ်းရည်ဝယ်လိုအားများမှုကြောင့်ဘရာဇီးကဒီအားသာချက်ကနေအကျိုးကျေးဇူးရရှိနေပါတယ်။ ဒါပေမဲ့ဘရာဇီးကကုန်ကျန်းပစ္စည်းတွေပေါ်မှာဒါမိကိုနေတာမဟုတ်ပါဘူးဘရာဇီးနိုင်ငံကနီးပညာတိုးတက်လာနေပြီးအထူးသဖြင့်စီးပွားရေးနီးပညာတိုးတက်လာပါတယ်လက်တင်အမေရိကမှာ digital ဘဏ်လုပ်ငန်းနဲ့ငွေပေးချေမှုစနစ်တွေမှာဘရာဇီးကဥဆောင်သူနိုင်ငံဖြစ်လာတာကြောင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပေးပြီးအလုပ်ကိုလည်းတိတိယောက်ယောက်လုပ်ကိုင်နိုင်ခဲ့ပါတယ်ဘရာဇီးရဲ့လူရေးဖွံ့ဖြိုးတိုးတက်မှုဖြည်းဖြည်းမှန်မှန်ဖြစ်ပြီး2050ခုနှစ်မှာလက်ရှိ138တန်းကနေ132တန်းထိရှိလာပြီးတည်ငြိမ်တဲ့စားသုံးသူဈေးကွက်ကိုဖန်တီးပေးပါလိမ့်မယ် ရာဇီနိုင်ငံရဲ့စက်မှုစွမ်းအားနဲ့2050ခုနှစ်မှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေထိန်းကြီးသုံးစွဲဖို့ကတိပြုထားတာကြောင့်ဘရာဇီးနိုင်ငံဟာဟန်ချက်ညီတဲ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာပါလိမ့်မယ်။မက္ကဆီကိုနိုင်ငံမက္ကဆီကိုနိုင်ငံရဲ့အကြီးမားဆုံးအားသာချက်က၎င်းရဲ့တီနီယာဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံဟာအမေရိကန်ပြည်ထောင်စုနဲ့ရှေ့လျားတဲ့နယ်စပ်ချင်းတိစပ်နေတာကြောင့်မြောက်အမေရိကကုန်စည်ထုတ်လုပ်မှုရဲ့အရေးပါတဲ့နိုင်ငံဖြစ်တည်ရှိနေပါတယ်။ ကုမ္ပဏီတွေက၎င်းတို့ရဲ့မိခင်နိုင်ငံအမေရိကန်နီးမှာကက်လျက်တည်ရှိနေတာကြောင့်ယင်းနှမြုံနယ်မှုအများပြားကိုမက္ကဆီကိုနိုင်ငံကလက်ခံရရှိနေပါတယ်မက္ကဆီကိုနိုင်ငံရဲ့ကားတင်ပို့ရောင်းချမှု electronic ပစ္စည်းနဲ့တခြားထုတ်ကုန်ပစ္စည်းတင်ပို့ရောင်းချမှုတွေကြောင့်၎င်းရဲ့စီးပွားရေးကို2050ခုနှစ်တိုင်အောင်တနည်းကို3.3ရာခိုင်နှုန်းတိုးလာမယ်လို့မျှော်လင့်ရပါတယ်ဒါကြောင့်ပဲမက္ကဆီကိုနိုင်ငံရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေလုံခြုံစိတ်ချရနိုင်ပြီးကမ္ဘာဥဆောင်စီးပွားရေးတနိုင်ငံဖြစ်လာစေပါတယ်2050ခုနှစ်မှာကမ္ဘာကြီးကလုံးဝပြောင်းလဲသွားမှာဖြစ်ပါတယ် အိန္ဒိယအင်ဒိုနီးရှားဘရာဇီးနဲ့မက္ဆီကိုနိုင်ငံတွေကတခြားဖွံ့ဖြိုးလာတဲ့နိုင်ငံတွေနဲ့အတူကမ္ဘာစက်ကုံပေါ်မှာလွှမ်းမိုးလာတော့မှာဖြစ်ပါတယ်။အနောက်နိုင်ငံတွေရဲ့စီးပွားရေးလွှမ်းမိုးထားတဲ့ခေတ်ကကုန်စပြုတ်နေပါပြီ။စမ်းသစ်တီထွင်မှုရေရှည်တည်နှက်မှုနဲ့၎င်းတို့ရဲ့အားသာချက်တွေကိုထိန်းထားနိုင်တဲ့နိုင်ငံတွေကိုအနာဂတ်ကိုပိုင်ဆိုင်ပါလိမ့်မယ်။အဓိကမေးခွန်းကနောက်လာမယ့်ကမ္ဘာလုံးဆိုင်ရာခေတ်ကိုဘယ်သူကဥဆောင်မှာလဲ။အိန္ဒိယလားဘရာဇီးလားဒါမှမဟုတ်မျှော်လင့်မထားတဲ့ပြိုင်ဘက်နိုင်ငံတစ်ခုလား ကမ္ဘာမြေပုံကလင်းလင်းမြန်းမြန်းပြောင်းလဲနေပါတယ်။2050ခုနှစ်မှာကမ္ဘာစီးပွားရေးအင်အားကယခုအချိန်နဲ့လုံးဝမတူအောင်ကွဲပြားသွားပါလိမ့်မယ်။အစဉ်လာတဲ့အင်အားကြီးမားခဲ့တဲ့ G7 စက်မှုအင်အားကြီးထိပ်သီးနိုင်ငံ US, UK, ကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဂျပန်တွေကဩစာလွှမ်းမိုးမှုရောင်းနေသွားပြီးတရုတ်၊အိန္ဒိယ၊ဘရာဇီးတို့လိုတခြားနိုင်ငံတွေကကမ္ဘာရေးမှာဩစာလွှမ်းမိုးလာနိုင်ပါတယ်။ Emerging Market ဖွံ့ဖြိုးဆဲဈေးကွက်လိုတခါကကော်တွင်ခံခဲ့ရတဲ့နိုင်ငံတွေကကမ္ဘာစီးပွားရေးကိုအဓိကမောင်းနှင်သူတွေဖြစ်လာနေပြီဖြစ်ပါတယ်။ ဒီဗီဒီယိုမှာမက္ဆီကိုတူရကီနိုင်ဂျီးရီးယားအီဂျစ်နဲ့ပါကစ္စတန်နိုင်ငံတွေအကြောင်းနဲ့ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေကကမ္ဘာစီးပွားရေးအသစ်တွေကိုဖန်တီးပေးမဲ့အကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနိုင်ငံတွေကစီးပွားရေးအင်အားတိုးတက်လာရုံနဲ့မကဘဲအနာဂတ်မှာအားထားဆုံးနိုင်ငံတွေဖြစ်လာပါလိမ့်မယ်မက္ဆီကိုမြောက်အမေရိကရဲ့ကြော်ရုံးမှန်တိုင်းမက္ကဆီကိုနိုင်ငံရဲ့လူဦးရေကယခုချိန်မှာ129တန်းကနေ2050ခုနှစ်မှာ144တန်းထိတိုးလာမယ်လို့မျှော်လင့်ရပါတယ် ဒီလိုတိုးတက်လာခြင်းကလူငယ်အလို့သမားအင်အားကိုတိုးလာစေပြီးတော့စားသုံးသူဥယေကိုလည်းပိုများလာစေပါလိမ့်မယ်။ဒါကမက္ဆီကိုနိုင်ငံရဲ့ကုန်ထုတ်လုပ်ခြင်းနဲ့စားသုံးသူအင်အားတိုးတက်လာစေမှာဖြစ်ပါတယ်။ဒါ့အပြင်မက္ဆီကိုနိုင်ငံကဆက်ယုံတွေပေါ်မီကိုထားယုံတွေမကပါဘူး။မက္ဆီကိုက2030ခုနှစ်မှာပြန်လည်ပြည်ပြိုးမြဲစွမ်းအင်ကိုနှစ်ဆအထိထုတ်လုပ်နိုင်မယ့်အစီအစဉ်ကိုအဓိကထားလှုပ်ဆောင်နေပါတယ်။ ဒီပြောင်းလဲကရုပ်ကျင်းဖြစ်လောင်စာစီတွေပေါ်မီကိုမှုကိုရှော့ချပေးပြီးခိမိပြီးရေရှည်တည်တတ်မဲ့ပြောင်းလဲမှုဖြစ်ပါတယ်။ကုမ္ပဏီအများစုကအမေရိကန်နိုင်ငံသားကိုကပ်ပြီးထုတ်လုပ်မှုတွေကိုရွှေ့ပြောင်းလှုပ်ဆောင်လာကြပါတယ်။မက္ကဆီကိုနိုင်ငံကလည်းမြောက်အမေရိကရဲ့ကုန်ထုတ်လုပ်မှုမှာကြော်ရုံးမှန်တိုင်းဖြစ်နေရာယူထားပါတယ်။တူရကီအရှိနဲ့အနောက်ရဲ့ပေါင်ကူတရား တူရကီနိုင်ငံကအရှိန်အဟုန်နဲ့တိုးတက်လာနေပါတယ်။တူရကီနိုင်ငံကဥရောပနဲ့အာရှရဲ့ကြားမှာတည်ရှိနေပြီးကုန်သွယ်ရေးစီးပွားရေးနဲ့ယဉ်ကျေးမှုတွေရဲ့ပေါင်းကူးတရားဖြစ်ပါတယ်။ယနေ့တူရကီနိုင်ငံရဲ့လူဦးရေက86တန်းရှိပြီး2050ခုနှစ်မှာ65တန်းထိတိုးလာမယ်လို့ခန့်မှန်းရပြီးတူရကီနိုင်ငံရဲ့ဒေတာတွင်းအင်အားကြီးနိုင်ငံဖြစ်လာမှာပါ။ တူရကီနိုင်ငံစီဝါရေးကကားထုတ်လုပ်ခြင်း၊ရေနံစိမ်းနဲ့ကြောင်းမြေနာလုပ်ငန်းတွေအမျိုးအစားစုံလင်ပါတယ်။နိုင်ငံတီနီယာကလည်းဥရောပ၊အာရှနဲ့အာဖရိကတိုက်တွေနဲ့ချိတ်ဆက်ထားတဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။တွိုင်းကဏ္ဍမှာတူရကီနိုင်ငံကရဲတင်းစွာရှေ့ပြေးလှုပ်ဆောင်နေပါတယ်။တူရကီနိုင်ငံလျှက်စစ်ဓာတ်ရဲ့56ရာခိုင်နှုန်းကိုပြန်လည်ပြဖြိုးမြဲစွမ်းအင်ကရရှိပြီးဟိုက်ဒရိုပါဝါလေးနဲ့ဆိုလာတွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါကတူရကီနိုင်ငံရဲ့စွမ်းအင်ဘူလုံကြီးစိတ်ချရစေပြီးကမ္ဘာတဝန်းမှာလည်း green energy ကိုလှုပ်ဆောင်ဖို့တူရကီနိုင်ငံကရှေ့ဆောင်လမ်းပြဖြစ်စေပါတယ်။တူရကီနိုင်ငံရဲ့ကင်းမီစက်မှုလုပ်ငန်းစိုက်ပျိုးရေးနဲ့ဘူဟာကြတဲ့တီနီယာနေသားတွေကြောင့်အရေးကြီးဆုံးကမ္ဘာစီးပွားရေးပေါင်းကူးတံတားတွေလည်းကတခုဖြစ်လာစေပါတယ်။နိုင်ဂျီးရီးယားအာဖရိကတိုက်ရဲ့လူ့ရေအများဆုံးနိုင်ငံ နိုင်ဂျီးရီးယားနိုင်ငံကသူ့ရဲ့များပြားတဲ့လူဦးရေကြောင့်အလွန်ရေးပါတဲ့နိုင်ငံဖြစ်ပါတယ်။ယခုအချိန်မှာလူဦးရေ229တန်းရှိပြီး2050ခုနှစ်မှာ389တန်းထိတိုးလာမယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်နိုင်ဂျီးရီးယားနိုင်ငံကအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံပြီးရင်ကမ္ဘာမှာတတိယလူဦးရေအများကြီးနိုင်ငံဖြစ်လာပါတယ်။ လူဦးရေများပြားမှုကြောင့်ကြီးမားတဲ့စားသုံးသူဈေးကွက်နဲ့လုံသားအင်အားကိုရရှိစေပါတယ်အခုဆိုရင်နိုင်ဂျီးယားနိုင်ငံကအ धिक အားဖြင့်ရေနံပို့ကုန်89ရာခိုင်နှုန်းပေါ်မှာမီခိုနေရပါတယ်ဒါပေမဲ့ရေနံရောင်းချမှုကနေရရှိတဲ့ငွေကိုတေချာသာစီမံခန့်ခွဲနိုင်ရင်လမ်းကြောင်စေယုံတို့လိုအခြေခံအဆောက်အအုံတွေနဲ့ဤပညာသစ်တွေဖန်တီးတဲ့နေရာမှာအသုံးပြုနိုင်ပါတယ် ကဘာဘူကစုံဦးစီးပွားရေးလုပ်ငန်းရှင်နိုင်ဂျီးရီးယားနိုင်ငံကတန့်စင်စွမ်းအင်ကိုလှုပ်ဆောင်နေပြီးသူ့ရဲ့စီးပွားရေးကိုအမျိုးမျိုးပြောင်းလဲလှုပ်ဆောင်နေပါတယ်။နိုင်ဂျီးရီးယားနိုင်ငံကိုထူးခြားအောင်အမှန်တကယ်လှုပ်ဆောင်ပေးတဲ့အရာကစုံဦးစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပါတယ်။ကဘာဘူကစုံဦးစီးပွားရေးလုပ်ငန်းရှင်အများစုထဲမှာနိုင်ဂျီးရီးယားနိုင်ငံသားတွေပါဝင်တယ်လို့စစ်တမ်းတွေကဖော်ပြပါတယ်။အရင်းနှီးငွေနဲ့လက်စစ်စွမ်းအင်မလုံလောက်တဲ့ပြဿနာမျိုးရှိနေတဲ့နောက်တန်းနဲ့ချီတဲ့ပြည်သူတွေကကုမ္ပဏီအစ်စ်တွေတီထောင်နေကြပါတယ်။လူငယ်လူဦးရေရဲ့မောင်းနှင်အားနဲ့ပေါင်းဆက်လိုက်ရင် နိုင်ဂျီးယားနိုင်ငံကအာဖရိကတိုက်ဒေသလုံးတွေဤပညာနဲ့ဝန်ဆောင်မှုဘိုအချက်အချာဖြစ်လာနိုင်ပါတယ်ဟုတ်ပါတယ်နိုင်ဂျီးယားနိုင်ငံရဲ့အုတ်ချုပ်ရေးပိုင်းနဲ့စွမ်းရည်ပြဿနာတွေရှိနေပေမဲ့၎င်းပွင့်ပြိုးတိုးတက်လာတဲ့အလားအလာကိုတော့ငင်းလို့မရပါဘူးဤကျအာဖရိကရဲ့အဝင်တကားမဟုတ်ဦးအာဖရိကရဲ့အရှေ့လယ်ပိုင်းကြားမှာတည်ရှိတဲ့ဤကျနိုင်ငံကမဟာဗျူဟာရရေးပါတဲ့နိုင်ငံဖြစ်ပါတယ်2050ခုနှစ်မှာဤကျနိုင်ငံရဲ့လူရေက144တန်းကနေ160တန်းကျော်ထိခုန်တက်လာမယ်လို့ခန့်မှန်းရပါတယ် ါကြောင့်ပြည်တွင်းစားသုံးမှုဝယ်လိုအပ်များလာပြီး၎င်းရဲ့လုံသားအင်အားလည်းတိုးပွားလာပါလိမ့်မယ်။အီဂျစ်နိုင်ငံကရေနံ၊တဘာဝတန်ငွေ၊ဒေယာစိုက်ပျိုးရေးအထည်အလိတ်လုပ်ငန်း၊ကမ္ဘာလက်ခီးသွားလုပ်ငန်းနဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုလုပ်ကင်ပါတယ်။ဒါကြောင့်အီဂျစ်နိုင်ငံရဲ့စီးပွားရေးကရေနံတစ်ခုတည်းပေါ်ပြီးခိုနေရတဲ့တခြားနိုင်ငံတွေထက်ပိုတည်ငြိမ်မှုရှိပါတယ်။ဒါပေမဲ့တခြားနိုင်ငံတွေလိုပဲအီဂျစ်နိုင်ငံကရုပ်ကျွင်းပြလောင်စာတွေကိုတုံးဆွဲမှုရောချဖို့ဖိအားနဲ့ရင်ဆိုင်နေရပါတယ်။အီဂျစ်နိုင်ငံမှာကြီးမားတဲ့အစိမ်းရောင်ကြီးမန်းချက်တွေရှိပါတယ်။ 2030ခုနှစ်မှာလျှက်စစ်စွမ်းအင်ရဲ့42ရာခိုင်နှုန်းကပြန်လည်ပြည့်ဖြိုးမြတ်စွမ်းအင်ကနေထုတ်လုပ်သွားမှာဖြစ်ပြီးစွန့်ပစ်ထားတဲ့ဆိုလာလေကွင်းတွေနဲ့အနီးအောင်ပင်လယ်လေစီမံကိန်းတွေကနေပြန်လည်ပြည့်ဖြိုးမြတ်စွမ်းအင်ထုတ်လုပ်မှာဖြစ်ပါတယ်ဒီစီမံကိန်းအောင်မြင်ခဲ့ရင်အင်ဂျင်နီယာတွေကသူ့ရဲ့ဒေတာတွေမှာတန့်စင်စွမ်းအင်ပြုလုပ်နိုင်တဲ့ ဥဆောင်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။အီဂျစ်နိုင်ငံရဲ့ပထဝီနေသားကိုလည်းမေးထားလို့မရပါဘူး။အီဂျစ်နိုင်ငံကကမ္ဘာအရေးကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းတွေကတစ်ခုဖြစ်တဲ့ဆူအက်ဒူးမြောင်းကိုလည်းထိန်းချုပ်ထားပါတယ်။ဒါတစ်ခုတည်းနဲ့တင်လာမယ့်ဆယ်စုနှစ်အတွင်းကမ္ဘာတဝန်းကိုဩဇာလွှမ်းမိုးနိုင်စွမ်းရှိနေပါတယ်။ ပါကစ္စတန်ကြီးမားတဲ့လားလာကောင်းတွေနဲ့ဖိနှိပ်ခံနိုင်ငံပါကစ္စတန်ကရာစုနှစ်လယ်မှာအန်ဝန်ဆရာကောင်းလို့တဲ့စီးပွားရေးကျယ်ပွင့်နိုင်ငံတစ်ခုဖြစ်လာနိုင်ပါတယ်နိုင်ငံရဲ့လူရေက245သန်းကနေ368သန်းထိတိုးလာပြီးကမ္ဘာစတုထမြောက်လူရေအများဆုံးနိုင်ငံဖြစ်လာပါလိမ့်မယ်ပါကစ္စတန်နိုင်ငံရဲ့စီးပွားရေးကအထည်လိတ်လုပ်ငန်းအဝတ်အစားနဲ့စံတွေကိုကမ္ဘာဈေးကွက်နဲ့ချိတ်ဆက်ပြီးတင်ပို့ရောင်းချမှုပေါ်မိခိုးနေပါတယ်နိုင်ငံတီနီယာကလည်းအလွန်ရေးပါတဲ့နေရာမှာတည်ရှိနေပြီးတရုတ် အိန္ဒိယနဲ့အရှေ့လယ်ပိုင်းနဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ဒါကကုန်သွယ်ရေးနဲ့စွမ်းအင်တင်ပို့မှုလမ်းကြောင်းရဲ့အဓိကဗိုလ်ချက်ဖြစ်လာပါတယ်။ဒါပေမဲ့ပါကစ္စတန်နိုင်ငံကရာသီဥတုပြောင်းလဲမှုအပူချိန်မြင့်တက်မှုရေကြီးမှုနဲ့ရေလုံလောက်စွာမရရှိမှုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တရင်ကောင်းကတော့ပါကစ္စတန်နိုင်ငံမှာနေလေရေကနေပြန်အသုံးပြုနိုင်တဲ့စွမ်းအင်အရေးမြင့်များစွာရှိပါတယ်။ ေချာယင်းနှမျိုးနိုင်မယ်ဆိုရင်ပါကစ္စတန်နိုင်ငံကစွန့်ဟင်ကဏ္ဍမှာအမိကိုကင်းလာပြီးရေရှည်ထိမ့်သိမ်းနိုင်မှာဖြစ်ပါတယ်ပါကစ္စတန်ကလူငယ်လူသားအင်အားပထဝီနေသားမှာမာဗျူအားရရေးပါတဲ့ဒီနေရာမှာတည်ရှိမှုနဲ့တန်းစင်စွန့်ဟင်အသုံးပြုနိုင်တဲ့စွန့်ရည်တွေရှိတာကြောင့်အခုအချိန်မှာလူတွေမခံမမ်းမိပေမဲ့အနာဂတ်မှာအလွန်အောင်မြင်လာနိုင်ပါတယ်တစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်အနာဂတ်ကမ္ဘာစီးပွားရေးကိုအစဉ်လာနဲ့အင်အားကြီးမားလာခဲ့တဲ့နယူးယောက်လန်ဒန်နဲ့တိုကျိုမြို့တွေတောင်မှာပေကျင်း မွန်ဘိုင်းဂျကာတာဆော့ပိုလိုမက်ဆီကိုလာကော့စ်နဲ့ကိုင်ရိုမျိုးတော်တွေကပါပုံဖော်သွားမယ်လို့ခန့်မှန်းရပါတယ် PWC ရဲ့2050ခုနှစ်သတင်းထုတ်ပြန်ချက်အရကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံ9နိုင်ငံထဲက6နိုင်ငံဟာဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်ပေါ်လာမယ်လို့ခန့်မှန်းရပါတယ် G7 စက်မှုအင်အားကြီး9နိုင်ငံထဲက6နိုင်ငံကအလင်းမြန်ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။အမေရိကန်တနိုင်ငံကပဲ G7 နေရာကိုဆက်လက်ထိန်းထားပါလိမ့်မယ်။ကျန်တဲ့6နိုင်ငံကဘယ်နိုင်ငံတွေလဲ?ကျန်တဲ့6နိုင်ငံကတရုတ်၊အိန္ဒိယ၊အင်ဒိုနီးရှား ဘရာဇီးနဲ့မက္ဆီကိုနဲ့တခြားနိုင်ငံဖြစ်ပါတယ်နိုင်ငံငယ်လေးတွေဖြစ်တဲ့ BNN နဲ့ဖိလစ်ပိုင်နိုင်ငံတွေကလည်းလင်းလင်းမြန်မြန်တိုးတက်လာပါတယ်ဘာကြောင့်လဲဆိုရင်၎င်းနိုင်ငံတွေမှာလူငယ်လူသားအင်အားရှိခြင်းပို့ကုန်များစွာထုတ်လုပ်နိုင်ခြင်းနဲ့ကမ္ဘာကုန်သွယ်ရေးမှာပါဝင်နေခြင်းတို့ကြောင့်ဖြစ်ပါတယ်တစ်ချိန်တည်းမှာဂျာမနီဂျပန်နဲ့ဗြိတိန်တို့လို G7 ဆက်မှုအင်အားကြီးထိပ်သီးနိုင်ငံတွေကအခုအချိန်မှာကြွယ်ဝချမ်းသာနေပေမဲ့ဩစာလွှမ်းမိုးထားနိုင်မှုလျော့နေလာပြီးဖြစ်ပါတယ်ဒီပြောင်းလဲမှုကအဓိကအရာ၄ခုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့ဒါတွေကလူကြီးတိုးပွားလာခြင်းမျိုးပြဖွံ့ဖြိုးလာခြင်း ဒီပညာနဲ့တန့်စင်စွမ်းရင်ထုတ်လုပ်လာနိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒါဒုတိယကမ္ဘာစစ်နောက်ပိုင်းကမ္ဘာစီးပွားရေးအကြီးအမားဆုံးအပြောင်းလဲဖြစ်ပါတယ်။2050ခုနှစ်မှာကမ္ဘာစီးပွားရေးမြေပုံကအပြည့်အစုံပြန်ဆွဲရပါလိမ့်မယ်။တချို့နိုင်ငံတွေကစူပါပါဝါနိုင်ငံတွေဖြစ်လာပြီးတခြားနိုင်ငံတွေကတော့နှိုင်းရှင်သတိပေးစရာပုံမြင်တစ်ခုဖြစ်ကြံရှိခဲ့ပါလိမ့်မယ်။မေကွန်းကတော့ဘယ်နိုင်ငံတွေကိုကမ္ဘာကိုဥဆောင်သွားမှာလဲဆိုတာပဲဖြစ်ပါတယ်။ ။ခင်ဗျားတို့ရဲ့အတွေ့အကြုံကိုလည်း comment မှာရေးခဲ့ပေးပါဦး။နောက်ပြီးကျွန်တော်တို့ကဘာကြီးရဲ့အနာဂတ်မှာဘာတွေဖြစ်လာအောင်လဲဆိုတာထဲထဲဝင်ဝင်သိရှိနိုင်ဖို့အတွက်အရင် subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။